မြေခံအကြကိုယူခွင့်တော့ဗောဒါကျွန်တော်တယောက်တည်းအနေနဲ့မဟုတ်ပါဘူးအားလုံးသာရှုပြည်သူခုနေတာဒါမီးလဲကျွန်တော်လိုခံစားရမှာပါဘာလို့လဲဆိုတော့သာရှုမျိုးကဒီတည်တဲ့လူတည်တယ်နားတဲ့လူနားတယ်ဘဝကိုရင်းပြီးတော့ဟိုကလည်းဆုံးရှုံးမှုတွေဘဝလေးပြက်ခဲရတယ်ခနေတကြီးမှာပြအပြောအစင်းဆုံးပြောမယ်ဆိုကျောလာရှုသားလေးဖိရှောင်ကြီးသွားတဲ့ဟာလေးအာရှမ်းပြည်တောင်ပိုင်းကလောတို့လူမျိုးလေးအောင်မန်းတို့လူမျိုးမှလေးတွားပြီးတော့ရည်ကြီးပြီးတော့တည်တဲ့ဟာလေးရှိတယ်အဲ့ဖြစ်ဖြစ်ပြီးတော့မြို့ထဲမှာတည်တဲ့ဟာလေးရှိတယ်။အခုဆိုရင်လာမန်းလေးကိုစစ်ဆောင်လာတဲ့ငလင်းနဲ့တည်တဲ့ဟာလေးရှိတယ်။ အစုံအစုံပြပြောမယ်ဆိုရင်တော့ဆုံးရှုံးမှုလေတကယ်ကိုခါတီခါတီခံရတယ်ဖက်ပေါင်းစုံကနေပြီးတော့တကယ်ကိုဘဝကိုလုံးလုံးကိုဘဝပြောင်းကိုဖြစ်ခဲ့ရတယ်အဲဒါတော့လာရှုံမြို့ဒေတာခန်တူကသူ့ရဲ့ရင်တွင်စကားတန်တွေကိုပြောပြသွားခဲ့တာဖြစ်ပါတယ်သက်ဆိုင်သက်ခွန်စစ်စင်ရဲ့တပ်ပဲကြောင့်ဆုံရှုံပျက်စီးမှုတွေခံခဲ့ရတဲ့လာရှုံမြို့ပီတူပီသားတွေဟာစိတ်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့နေကြပါဗျ။ ပြီးခဲ့တဲ့2024ခုနှစ်အတွင်းလာရှုမြို့မှာစစ်ကောင်စီနဲ့ကိုကန်တပ်ဖွဲ့ MMDA တို့ကတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့2024ဩဂတ်လမှာပဲကိုကန်တပ်ဖွဲ့ကလာရှုမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့ပါတယ်တပ်ပဲကလာအတွင်းအဆအုံတွေထိခိုက်ပျက်စီးမှုတွေများပြားခဲ့တယ်လို့အယက်သားတိတ်ဆုံးမှုတွေကလည်းများပြားခဲ့ပါတယ်။ထို့နောက်ကိုကန်တပ်ဖွဲ့ကလာရှုမြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့လည်းစစ်ကောင်စီရဲ့လေကြောင်းရန်ကိုမကကွယ်နိုင်တဲ့ကြောင်းနေပျက်စီးမှုနဲ့အယက်သားတိတ်ဆုံးမှုတွေကလည်းဆက်လက်ရှိနေဆဲဖြစ်ခဲ့ပါတယ်။ ဒါမဲ့တရုတ်ရဲ့အကြောင်းဝင်ဆက်ညှိနှိုင်းပေးမှုကြောင့်2025ဇန်နဝါရီလမှာပဲအပြစ်ခတ်ရက်စရေးကျင်းပနိုင်ခဲ့ပါတယ်။အပြစ်ရက်စရေးနလားကြော်ကြာကျင်းပပြီးအခုဧပြီလထဲမှာတော့ကိုကန့်တပ်ဖွဲ့ကလာရှိုမျိုးကနေစောက်ခွာပေးရမှာဖြစ်ပြီးတော့စစ်ကောင်စီကလည်းပြန်လည်နေရာချမှတ်ရဲအတွက်လုံနေပြီဖြစ်ပါတယ်။အလားတူယနေ့ဧပြီ20ရက်နေ့ကစပြီးတော့စစ်ကောင်စီကစစ်ရင်တန်းတွင်လာရှုမြို့ထဲကိုစတင်ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ အခုလိုတရုတ်ရဲ့ဩဇာနဲ့စစ်ကောင်စီနဲ့ကိုကန်တပ်ဖွဲ့ MMDA တို့ဟာတယ်လဲပြည့်လဲတွားခဲ့ပြီးတော့ဆုံးရှုံးမှုများအောင်တိုက်ပွဲဖော်ဆောင်ခဲ့တဲ့လက်နက်ကင်တွေဟာလည်းပြည်သူတွေကိုကြည့်ပြီးလှောက်ဆောင်နေတာမဟုတ်ပဲနဲ့အာဏာတည်မြဲရေးနေမြေရရှိရေးအတွက်ကိုဖော်ဆောင်နေကြတာဖြစ်တယ်လို့ပြည်သူတွေကတော့ဝေဖန်ပြောဆိုလိုက်ပါတယ်။အားလုံးဒီအာဏာရရှိရေးအာဏာတည်မြဲရေးကိုယ့်ရဲ့နေမြေလုံခြုံရေးကိုယ့်ရဲ့နေမြေပို့ပြီးတော့ခိုင်ခန့်ရေးညားပြားရေးကာလီကြောက်မဲ့လေတကယ်တကယ်ကျွန်တော်တို့ပြည်သူတွေကတော့ဒါလေးဘာမှမသိဘူးဘာမှလည်းနားမ လဲဘူးရှင်းလာတဲ့အပေါ်မှာလားကြောက်အားလန့်အားနဲ့အတက်ပြေးကနေလူပြီးတော့ထွက်ပြေးရတယ်လွတ်တဲ့လူလဲလွတ်တဲ့ပေးတဲ့လူလဲပေးတဲ့အထူးတဖြစ်လွတ်တယ်ဆိုလဲဘဝကတော့ပြက်ပဲစီးပွားရေးလေအချိန်လေးဆုံးရှုံးရတဲ့စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာအာရုံနဲ့နာခဲ့ရတယ်။အခုလိုတက်ပဲကြံပီတူတွေရဲ့ဆုံးရှုံးမှုတွေကိုလည်းတက်ဆိုင်ရာအဖွဲ့အစည်းတွေကနေတာဝန်ယူမှုတာဝန်ခံမှုရှိစေချင်တယ်လို့ဒေတာခန်တို့ကအခုလိုဆက်ပြောပါတယ်။ တိကအပြင်ကတော့တာဝန်ယူဖို့တာဝန်ခံမှုအပြည့်ရှိတော့ကောင်းတာပေါ့ဗျာတစ်ချိန်တော့ဘလောက်ပဲရံဖြစ်ဖြစ်လင်မယားလိုပဲလေအခုကတို့တို့ကတစ်ချိန်တော့ရံဖြစ်တယ်ရိုက်ပွဲတယ်ဦးခွက်ပကံအဘေးဘေးလေးသင်ခတ်တယ်အခုကျတော့ပြန်တည့်သွားတဲ့ချိန်ကျတော့လေတို့တို့ပဲလေဟိုတို့တို့မဟုတ်တယ်လို့လို့နဲ့တို့တို့ပါပဲအခုကျွန်တော်တို့ပြောချင်တာတခြားဟာကိစ္စနဲ့ဆင်းရဲမနေနဲ့ဒီလူအသက်ဘလို့ဘလို့ပြန်ပြီးတော့ဖြည့်ဆည်းပေးမလဲအဲဘလို့ဒီလိုလေးဖြစ်သွားတဲ့ဒီစိတ်တန်ရာရမှုလေဘလို့ပြန်ဖြည့်သိမ့်ပေးမလဲဘလို့ကုစားပေးမလဲဆိုတဲ့ဟာကိုလေအပါဝင်ဆင်းရဲပေးပါလို့တောင်းဆိုချင်ပါတယ် တရုတ်ရဲ့ဂျာဝန်ဆစ်ဆက်ညှိနှိုင်းပေးမှုကြောင့်ကော့ကန်တပ်ဖွဲ့ဟာလာရှိုမြို့ကနေဧပြီ21ရက်နေ့ကစပြီးတော့အလုံးစုံတက်ဆုပ်တွားခိုင်းပြီးမြို့ဤပပလက်ရွာတွေမှာတော့တက်ဆွဲပြီးတော့နေထိုင်နေတာရှိနေတယ်လို့တရားပါတယ်တဖက်မှာလည်းလာရှုံမြို့အတွင်းလက်နက်ကင်ပရိပခတွေမဖြစ်အောင်တရုတ်အစိုးရကလည်းညှိနှိုင်းရေးကော်မတီအနေနဲ့ရုံးဖွင့်ထားတယ်လို့သိရှိရပါတယ်ကျွန်တော်ကတော့ဇက်ဆင်လန်ပါ